ဩပြောပြတ်တင်ကြားမှုကိုစတင်ကြပါစို့တရားတော်ရဲ့အမိကပြည့်တတ်ရပါလေလေဗန်းနိုင် အရောက်မှန်မှန်ရှောင်းအဲ့ဒီတရားကောင်းကြီးရဲ့အောက်မှာတို့သူတော်စင်တို့အားဘယ်နှချက်လောက်ဩပြောပြတ်တင်ကြားပေးမလဲလို့ဆိုရင် စုပေါင်း၄ချက်သင်ပေးမယ်ဘယ်နှချက် အဲ့ဒါတွေကဘာလဲပြောရင်နံပါတ်၁ပန်းတိုင်ဘုသည်တဲ့ဘာဘုသည်နောက်နံပါတ်၂ကတာရတရား၅ပါးဘာ၅ပါးနောက်နံပါတ်၃ကသမ္မာသင်္ကပ္ပ၃ပါးဘာ၃ပါးနောက်နံပါတ်၄ကမိစ္ဆာသင်္ကပ္ပ၃ပါး ါဘာ၃ပါသိတာပါဘာ၃ပါအလုံးပေါင်းရင်ဘယ်နှချက်အဲ့ဒီ၄ချက်ကိုကြွားရောက်လာကြအာလုံးသောသူတော်စင်ပြိတ္တအပေါင်းသူတော်ကောင်းတို့အားဟောပြောပြတ်တာသင်ကြားပေးမှဖြစ်ပါတယ်တို့သူတော်စင်များတရားတော်များကိုနာကြားခွင့်ရတဲ့အခိုက်အတန့်ကိုနာလိုက်တဲ့တရားကိုသိအောင်တတ်အောင် နားလည်အောင်နားရမယ်ဘလို့နားရမလဲဟေတိအောင်ဓာတ်အောင်နားလည်အောင်ပထမနားကြားထားရမယ်ပြီးသွားလို့ရှိရင်အဲ့ဒီသိထားတဲ့အတိုင်းလောကထဲမှာကျင့်သုံးဖို့မလိုဘူးလားအဲ့ဒါမျိုးကျင့်သုံးနိုင်အောင်တို့သူတော်စင်များကြိုးစားနာဖို့လိုတယ်ပေါ့ဘာသာရေးလုပ်တယ်ဘာသာရေးလုပ်တယ်ဆိုတာဟာ စိတ်လေးငြိမ်းအေးအောင်လုပ်ကြတာဘာလေးငြိမ်းအေးအောင်အဲ့လိုဆိုတော့ရှင်မယားစိတ်ကမငြိမ်းဘူးလားလို့ပြောเสียရှိရှင်မယားတပည့်တော်တို့မိသားစုလေးသာသမီလေးတွေအလုတ်ကိုင်းလေးဇီးပွားရေးလေးလည်းဆင်းတပြေဖြစ်နေအဲ့လိုဆိုတော့တပည့်တော်တို့ဘဝဟာဒါငြိမ်းချမ်းတဲ့မိသားစုပဲဖျားလို့ပြောเสียရမရှိဘူးလား အဲ့ဒီငြိမ်ချမ်းမှုဒီအပေါ်ယံငြိမ်ချမ်းမှုဘာငြိမ်ချမ်းမှု အပေါ်ယံငြိမ်ချမ်းမှုတနည်းအားဖြင့်ပြောရင်ဒုက္ခတွေကိုဖုံးဖိထားတဲ့ဒုက္ခပါလေဒုက္ခတွေကိုဖုံးဖိထားတဲ့ဒုက္ခတွေအပေါ်ယံဒုက္ခလေးတွေပုံကုံသွားရင်အောက်ကဘာပေါ်လာဒုက္ခတွေပေါ်လာတာမရှိဘူးလားအေးဒုက္ခအဲ့ဒါပေါ်လာတာရှိတယ် ခုတို့သူတော်စင်များလောကရဲ့ကြီးကြီးပေါ့ဒီမှာခုလူရှင်မိသားစုပဲကြီးကြီးလိုက်ရင်ကြီးစုထားတဲ့ပုဂ္ဂိုလ်ဘယ်နှယောက်ပါလဲနှစ်ယောက်ပါတယ်တကကြီးဥတ္တံမောင်နဲ့နောက်တကမောင်ဆိုးနိုင်နှစ်ယောက်ကြီးစုထားတာမရှိဘူးလားရှိပါရဲ့ဗျာအဲ့ဒါ၄ပြီအပေါ်ယံဒုက္ခထွက်သွားတော့နောက်ကလူဒုက္ခကြံသလားမကြံဘူးလားကြံတယ်လောကရဲ့သဘောဟာအဲ့ဒီတိုင်း အဲ့ဒီအပေါ်ယံမှာရှိနေတဲ့ဒီတွေ့ကြုံခံစားနေရတဲ့ဒုက္ခကိုအဟုတ်ကြီးဖြင်းထားရင်အဲ့ဒီဒုက္ခလေးကိုမပေးနိုင်တော့ရင်ဒုက္ခတွေနဲ့ကြည်တယ်ဖြစ်သွားတတ်တယ်။အဲ့ဒါကြောင့်အပေါ်ယံရတဲ့ဒုက္ခတို့သူတော်စင်များခုအိမ်အောင်ကြထားကြဇနီးမယာလင်းယောက်ျားမရှိဘူးလားအဲ့ဒီရနေတဲ့ဒုက္ခကိုအဟုတ်ကြီးဖြင်းပြီးတော့ ဘာသာကြီးတွေမိမိရောရောနေပြန်ဒီတိုင်းလေးပြောမနေဖို့လိုတယ်ဟုတ်တယ်မလားအေးသူတို့ဒီတာမန်အပြောဘာပြောလဲတာမန်အပြောပဲနောက်ကိုမွေးထားတဲ့သာသမီလေးတွေမရှိဘူးလားအေးသာသမီလေးတွေရှိတယ်ဒီသာသမီလေးတွေနဲ့တီတီတာရာလေးနဲ့နေရခံရပြောစရာမကောင်းဘူးလားအေးဒါပေမဲ့ရည်ရှိအပြောတော့ဟုတ်ရဲ့လား ငယ်တုံးမှာပြုစုပေးရတယ်၊ရွတ်ထောင်ပေးရတယ်၊ပညာတတ်အောင်သင်ပေးရတယ်၊အရွယ်လေးနည်းနည်းရောက်လာတာနဲ့အသိဉာဏ်လေးရှိလို့လေးလေးစားစားလေးမိဘကိုဆက်ဆံရင်တော့ဖိစမရှိဘူးအသိဉာဏ်ကိုကမြင့်မြင့်လာလေမိဘကိုတစ်ဖက်ကပြန်ပြီးတော့អော်လာဟဲ့လာ ရှစ်လာရင်တို့သူတော်စင်တို့ကိုရှာထားတဲ့ ကိုပြုစုပြိုးထောင်ပေးထားတဲ့ပန်းတင်ကကိုပြန်စူးတယ်လို့ဖြစ်မနေဘူးလားအဲ့ဒါမျိုးလေးတွေဖြစ်ရတော့အခမ်းရခတ်တာတွေမရှိဘူးလားငယ်ငယ်တုန်းကတော့ငါဘယ်လိုတောင်ပြုစုခဲ့ရဘယ်လိုတောင်ကြွေးမွေးခဲ့ရဘယ်လိုတောင်ဆောင်းလျှောက်ခဲ့ရပညာကိုငါဘယ်လိုသင်ပေးခဲ့ရဒီလိုရွယ်လေးရောက်လာမှာငါ့ကိုပြန်អော်လေခြင်းလို့စိတ်ဆင်းရဲစရာမရှိဘူးလား အဲ့ဒါသာသမီဆိုတဲ့အပေါ်ယံဒုက္ခရဲ့နောက်မှာလည်းဘာတွေရှိဒုက္ခတွေရှိတယ်အဲ့ဒါကြောင့်လောကမှာဒုက္ခကင်းသူရှိရလားဘယ်ပုဂ္ဂိုလ်မှဒုက္ခကင်းသူမရှိဘူးအလုံးသောပုဂ္ဂိုလ်များသည်ဒုက္ခသည်ရည်ကြီးတယ်ဘယ်လောက်ပဲချမ်းသာတယ်ပျော်ပျော်ဒုက္ခသည်ပဲဟုတ်တယ်မို့လားခုနမူနာအားဖြင့်ကြည့်အိမ်အောင်ကြထားတယ်ပဲထားပေါ့ ဒါအိမ်တော်ကြတဲ့နေရာမှာတစ်ဖက်ကအိမ်တော်နဲ့နေတစ်ဖက်ကဘာသာရေးနဲ့နေအဲ့ဒါမျိုးရှင်ပြီးသွားတဲ့ပုဂ္ဂိုလ်ကခံနိုင်ရည်ရှိတယ်။ပါရှိတယ်။ဒုက္ခနဲ့တွေ့ရင်ခံနိုင်ရည်ရှိအိမ်တော်တွေသီးသန့်တဲ့ဘဝကိုရှောက်လန်းတဲ့ပုဂ္ဂိုလ်ဒုက္ခနဲ့တွေ့သွားရင်ငါကိုယ်တိုင်နောက်ကလိုက်သက်သေးပြည့်ဘယ်လိုလုပ်ပြအစိတ်ဒီကိုတောက်ပြစ်လိုက် တို့ကတော့တယောက်သေးတော့မหนีနိုင်မหนีတတ်ဘူးဒါမျိုးဖြစ်သွားတယ်လေဟုတ်တယ်မို့လားအဲဒါကြောင့်လောကမှာတွေ့ကြကြုံကြဆုံကြသည်အာလုံးဟာယာယီတွေပဲဘာတွေလဲယာယီဘဝလေးမှာယာယီခဏလေးမှာယာယီလေးရထားတာအဲ့ဒီအပေါ်မှာဘဝတွေကိုအကုန်ပုံအပ်လို့မရဘူးအဲ့ဒါတွေဒီအတုအယောင်ဒုက္ခ ဘာဒုက္ခအတုယောင်ဒုက္ခရေရှည်နေလေတန်ရောစဉ်တွယ်လေလေပြောကြည့်ပါရေရှည်နေလေလေတန်ရောစဉ်တွယ်လေအဲ့ဒီတန်ရောစဉ်ကိုသည်ဆုံးသည်ဖြစ်ဒီတန်ရောစဉ်ပြတ်သွားတယ်ဆိုတာရှိလားရှိပါဘူးအေးတယောက်နဲ့တယောက်အပြင်းမြန်အလန်လန်တန်ရောစဉ်နေနဲ့နော်နှောင့်ဖွဲ့ရေရှည်နေလေဒုက္ခပေးတယ်လို့ဖြစ်သွားလေ တရားနဲ့နေတာကျတော့အဲ့ဒါမျိုးမဟုတ်ဘူးရေရှည်နေလေလေငြိမ်းချမ်းလေလေပြောကြည့်ပါတကယ်တရားရသွားတဲ့ပုဂ္ဂိုလ်များသွားပြီးတော့ကြည့်ရင်ဘဝမငြိမ်းချမ်းဘူးလားငြိမ်းချမ်းပါဗျာဘဝတွေငြိမ်းချမ်းတယ်ဒီနေ့ပဲစားစရာရှိတယ်နှက်ဖြန်အတွက်စားစရာဘယ်လိုအစီအစဉ်နဲ့စားရမှာမသိပေမဲ့ရင်တွင်းကစိတ်သေးက နှလုံးသားထဲမှာတရားလေးရှိနေတဲ့ပုဂ္ဂိုလ်ကနေတတ်တယ်ပစ္စည်းတွေအရှံပဲချမ်းသာနေပေမဲ့ကိုယ်ကစိတ်ဆက်ပြီးတော့ရကျင်နေတဲ့ပုဂ္ဂိုလ်သည်ဘလောက်ပဲသာသရာပေါ်ပေါ်ဘလောက်ပဲပစ္စည်းဥစ္စာပေါ်ပေါ်ငြိမ်းချမ်းရဲ့လားမငြိမ်းချမ်းဘူးအပူဖြစ်တဲ့လောဘနဲ့ဆက်တိုးတော့မယ်သေသည်တိတိုးသွားတာမရှိဘူးလား အေးအဲ့ဒါကြောင့်လောကမှာနေနေတဲ့ခိုက်တံတို့သူတော်စင်များ လူဖြစ်ကြတဲ့တို့သည်ပန်းတိုင်မပြောက်ဖို့လူတယ်။ဘာမပြောက်ဖို့ပန်းတိုင်ထားဖို့မလိုဘူးလားပန်းတိုင်နေထားပြီးတော့ကိုကလမ်းလျှောက်ရတယ်ဆိုတာကဘာလို့လျှောက်နေရတယ်လဲပြောရင်လူသေးရင်လူကြီးတဲ့ဖြစ်နေတာမဟုတ်လို့ကိုကပန်းတိုင်ထားရတာ ုတ်တယ်မဟုတ်လားလူသေးရင်လူကြီးတဲ့ဖြစ်တာဟုတ်ရဲ့လားဘယ်နှမျိုးဖြစ်ငါးမျိုးဖြစ်ဘယ်နှမျိုးဖြစ်ငါးမျိုးဖြစ်နိုင်တယ်ဘယ်နှမျိုးဖြစ်နိုင်ငါးမျိုးဖြစ်နိုင်တယ်လူသေးရင်နတ်ယမဖြစ်နိုင်တယ်ပြောကြည့်ပါလူသေးရင်နတ်ပြမဖြစ်နိုင်တယ်ဒါပေမဲ့အချောင်တော့ဖြစ်ရလားဖြစ်ပါဘူးခင်ဗျာအနေဆုံးကုသူ ါသွားမှာဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်စွန့်နိုင်သမျှလေးပါသွားမှာအဲ့ဒီဘဝမျိုးရောက်တာတို့လောကရဲ့နေရင်နဲ့ကိုယ့်ရဲ့မိသားစုလေးနဲ့ယောလိုက်ပါလိုက်သွားလိုက်လာလိုက်စားလိုက်တောက်လိုက်ဒုက္ခတွေကိုရင်ဆန်းလိုက်တခါတလေကျတော့ဒုက္ခတွေကိုခံစားလိုက်ဒီလောက်လေးနဲ့တွေတို့သူတော်စင်များသေသွားတဲ့ပုံကိုမဖြစ်ဖို့လိုတယ်ဟုတ်တယ်မဟုတ်လား ခုဦးဇင်းတို့ခုံကြီးဘောကလည်းဒီတိုင်းပဲပေါ့ခုလိုက်ပြီးတော့တရားဟောကြတာမရှိဘူးလားရှိပါရဲ့ဗျာတရားဟောကြတယ်သူတစ်ပါးကလှူလိုက်တဲ့ပစ္စည်းတွေမရှိဘူးလားရှိပါရဲ့ဗျာအေးအဲ့ဓာရီနဲ့ဟာတို့တော့ဘယ်ကတော့ဘလောက်လှူလိုက်ဘယ်ကတော့ဘလောက်ရသွားတာဘလောက်တော့ရှိသွားပြီဟိနဲ့ဆိုရင်အလကားခုံကြီးဖြစ်သွားတာပဲဟုတ်တယ်မို့လားဒီဒုက္ခများသည်အပေါ်ယံဒုက္ခဘာဒုက္ခအပေါ်ယံ အဲ့ဒီွေကြီးမြဲရဲ့လားမမြဲပါဘူးဘယ်တော့ပဲလူတန်းထားတဲ့ပစ္စည်းတွေဖြစ်ဖြစ်ဘာမှတည်မြဲတဲ့ဒုက္ခမဟုတ်ဘူးဟုတ်တယ်မဟုတ်လားအဲ့ဒီဒုက္ခပေါ်မှာตายာမိဒီပစ္စည်းမရှိရင်မနေတတ်တဲ့ပုဂ္ဂိုလ်ဖြစ်သွားတာဟုတ်တယ်မဟုတ်လားအဲ့ဒါကြောင့်သူ့ရဲ့နောက်ွယ်မှာရှိတဲ့ဒုက္ခဒုက္ခတွေကိုကြုံမြင်မှုမလိုဘူးလားအဲ့ဒီဒုက္ခကိုရင်ဆိုင်တတ်အောင်လားဘာသာရေးလောက်ထားမှရင်ဆိုင်တတ်တာ ဘာလုပ်ထားရမလဲအဲ့ဒါကြောင့်တက်စွန်းသမျှတက်နိုင်သမျှဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်လူဖြစ်လေလုပ်ထားရခွန်ကြီးရန်ဖြစ်လေလုပ်ထားရအမျိုးသားဘဝရလေလုပ်ထားရအမျိုးသမီးဘဝရလေလုပ်ထားရမယ်ဒီဘဝလေးหนีတဲ့ခိုက်တံမှာတို့ကဟာအမကြီးလုပ်နေတဲ့ကုသိုလ်တို့နဲ့အတူတူပါပဲ အမေလှုပ်တဲ့ကုသိုလ်တို့နဲ့အတူတူပါတို့ကငယ်နေတဲ့လှုပ်တရားမလို့သွားပြီးတော့မအောင်မိလေနဲ့ဒီဘဝဆုံးလာသည်ခဏဆုံးပါဆုံးပြီးရင်ကိုလန်းကိုလျှောက်သွားတာမရှိဘူးလားခုရှိကလျှောက်သွားတဲ့ပုဂ္ဂိုလ်ကိုနမူနာကြည့်ပေါ်ဒဂါယီဥတ္တမောင်လျှောက်သွားတာမရှိဘူးလားကဲမောင်ဆုံးနိုင်လျှောက်သွားတာမရှိဘူးလားသူတို့လျှောက်သွားခြင်းသည်နောက်ကပုဂ္ဂိုလ်တွေဘဝသင်္ကန်းသာတွေပဲ ဟုတ်တယ်မဟုတ်လားအဲ့ဒါမျိုးပဲလူသိရင်လူကြီးတွေပြန်ပြီးတော့ဖြစ်နေတာမဟုတ်လို့စိတ်ကောင်းမွေးရတာဗာမွေးရတာလေစိတ်ကောင်းမွေးရစွမ်းနိုင်သမျှပရာဟိတာတွေလောက်ကြရတာစွမ်းနိုင်သမျှလောကကောင်းမျိုးကိုလောက်ကြရတာဘလောက်ချမ်းသာချမ်းသာအိမ်နဲ့ပတ် ချမ်းသာနေတဲ့ချမ်းသာသည်တကယ်ချမ်းသာမဟုတ်ဘူးအတုနဲ့ပျော်နေသူများပဲဘာနဲ့ပျော်နေတာလဲ အတုနဲ့ပြောနေသူများတကယ် real happiness မဟုတ်ဘူးတကယ်ချမ်းသာမျိုးမဟုတ်ဘူးတကယ်ချမ်းသာကကြတော့ဘာမှမရတဲ့ချမ်းသာကတကယ်ချမ်းသာပြောကြည့်ပါဦးဗာလေအခုဒီမှာတို့သူတော်စင်များ ဥပုသ်ဆောင်လိုက်တယ်ဘာရတော့ဟင်းကုသိုလ်ဆိုတဲ့အရာတစ်ခုပဲကိုကယုံကြည်ထားတာကဲပြာစမ်းမင်းကုသိုလ်ဆိုပြလို့ရလား ပြလို့ရရင်လိုချင်မှာပေါ့ဟုတ်တယ်မဟုတ်လားပြလို့လည်းထိုးကမရဘူးဒါပေမဲ့သိကြတာတစ်ခုကတော့အဲ့ဒီနေ့မှာဝစီကံလေးတွေထိမ့်သိမ့်ပြီးတော့မလိမ့်မိဘူးမညာမိဘူးသီလဆောက်တည်ထားတာကိုအကြောင်းပြုပြီးတော့တောက်စရာကြုံတော့မဖြစ်ဘူးသီလကြီးနဲ့လှုပ်လို့မဖြစ်ဘူးဆိုလက်တွေ့ဘဝမှာကြည့်မတောက်ပြီးတော့ပြောစရာမလိုတော့ဘူးမတော့မိတော့မမူမမူတော့အိမ်ပြန်သွားရံမဖြစ်ရဘူးလက်တွေကြိုးတွေမရှိဘူးလား အဲ့ဒါကြောင့်သုတ္တရောဇဉ်များလောကမှာနေတဲ့အခိုက်အတန့်ဒါနာသီလဘာဝနာစွန့်နိုင်သမျှလုပ်ဖို့လိုတယ်။ကိုကအုပ်စုလိုက် group နဲ့စွန့်နိုင်ရင် group နဲ့ပေါ့ဒါမှမဟုတ်ရင် individual နဲ့ကိုယ့်ရဲ့တကူရေးတကားရလုပ်ဖို့မလိုဘူးလား။လိုတယ်။အဲ့ဒါမျိုးလှုပ်ထားမှနော်ဘာရမလဲ။နတ်ပြည်တို့လူသေးသွားရင်နတ်ယမဖြစ်နိုင်တာ။တာမန်နဲ့ဖြစ်နိုင်ရဲ့ နောက်တစ်ခုကလူသေးသွားရင်လူပြန်ဖြစ်နိုင်တယ်။ဘာဖြစ်နိုင်လူသေးသွားရင်လူပြန်ဖြစ်နိုင်တယ်အချောင်တော့ရရဲ့လားအနည်းဆုံးဒီသုံးမျိုးထိုက်တဲ့တလောက်ပါသွားမှာဒါနာသီလဘာဝနာစွန့်နိုင်သမျှပါသွားမှာပစ္စည်းဖတ်ထားပြီးဘာကုသိုလ်မှမလုပ်ရင်ကုသိုလ်ကုသိုလ်လို့ထက်ခါထက်ခါပြောလို့ဥစဉ်တို့ဘုန်းကြီးရန်ကိုဇွတ်လူခိုင်းနေတာမဟုတ်ဘူးဘုန်းကြီးရန်လဲဝမ်းပိုက်ရှိသူဝမ်းပိုက်ဝနေလို့ထိုင်လို့ရတယ် ိတ်ပြီးတော့တအားကြီးရဲ့လို့လိုအပ်နေကြတာဟုတ်ရဲ့လားမဟုတ်ဘူးသူလည်းမြတ်မြတ်တတာလောကသားလည်းမြတ်မြတ်တတာကိုယ်အိမ်ရှိရှာဖွေနေတဲ့တခါတလေပုံကိုယ်လေးတွေမတွေ့ဘူးလားသူတို့ဘဝလည်းမြတ်မြတ်တတာဖြစ်အောင်တက်နေသမျှပေးကမ်းမယ်စွန့်ကြင်းမယ်လက်တွေမကောင်းဘူးလာပြီးတော့ကိုယ်အိမ်ရှိလာပြီးအလူခံရတာမရှိဘူးလားအဲ့ဒါကြည့်ပြီးဟာယွန်းစရာကြီးဘလို့ကြီးသွားမလုပ်နိုင်ဘူးဘဝဆိုတာမသေးကြဘူးကောင်းတော့မှကောင်းအောင်နေကြည့်ပါဦး ကောင်းတော့မှကောင်းအောင်နေရတယ်သူတို့ဘာလက်တွေစည်းထားလို့အာဘလို့ပါနော်တို့နဲ့မြတ်ဖတ်မတူတာသွားပြီးတော့မလုံနဲ့အဲ့ဒါမျိုးဘဝကိုကိုယ့်ရဲ့လုံရမဟုတ်ကိုမရောက်ဘူးလို့ပြောလို့ရရလားအဲ့ဒါကြောင့်ပိန်လိန်နေတဲ့ခွေးလေးတွေလမ်းတွေ့လေတို့သူတော်စင်များကိုယ့်အရှိရှာတာတွေ့လေတတ်မှတ်ရှင်းရှင်းလေးလုပ်ပြီးကျွေးလို့မွေးလို့မရဘူးလားအဲ့ဒါမျိုးလေးတွေကကျွေးလေရတယ်သူစီကဘာမှပြန်မရဘူး ပြန်မရတဲ့ချမ်းသာကမှတကယ်ချမ်းသာဖြစ်သွားတာပေးလိုက်ရတဲ့အရာကျွေးလိုက်ရတဲ့အရာကူညီလိုက်ရတဲ့အရာဒီဟာကိုသူရရှိပြီးတော့ပျော်သွားတဲ့သူ့ရဲ့အပျော်လေးဒီကိုယ်ကိုဓာတ်ကူးသွားတာမရှိဘူးလားအဲ့ဒါမျိုးဘာမှမရတဲ့ချမ်းသာတွေကိုတို့ရအောင်ရှာဟုတ်တယ်မို့လားငွေလေးရရတော့ပျော်တယ်ပြီးသွားကုန်သွားတယ်စိတ်ဆင်းရဲသွားတယ်နောက်ထပ်ထပ်ရအောင်ကြိုးစားတယ် မရရင်ကိုဆင်းရဲသွားတယ်အဲ့ဒါဒီလိုမှမရရင်ငါတော့မရရအောင်ယူမယ်အကုသို့ပါရပါတယ်ဟုတ်တယ်မလားအဲ့ဒါကြောင့်ရတော့မှလည်းနေတတ်အောင်နေမရတဲ့အခါမှလည်းနေတတ်အောင်နေဖို့လိုသလားမလိုလားအဲ့ဒါကြောင့်ကိုရနေတဲ့ခိုက်တံတွေကို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 အုပ်လာပြီးမအောင်မေးဖို့ရည်ကြည်တယ်လူပဲဖြစ်ဖြစ်ဘုံကြီးရံပဲဖြစ်ဖြစ်ဘဝအောင်မြင်မှုလေးတွေရနေပို့ပြီးတော့ကုသိုလ်ရအောင်နေလို့မရဘူးလား မရှိသူနဲ့စားရင်ရှိသူက ကုသိုလ်ကိုလုပ်လို့ရတယ်။အဲ့ဒီအခွင့်အရေးကိုရအောင်ယူနိုင်ရ။အဲ့ဒါမျိုးမဟုတ်ဘဲနဲ့ငါလူလူရှိရလား။ငါလောက်ကြောကြားသူရှိရလား။ငါလောက်တော်သူရှိရလားဆိုရင်ကိုယ့်ရဲ့ဘဝကိုကိုယ်ကိုယ်တိုင်ပြန်ပြီးတော့တတ်ပြနေတာ။ဟုတ်တယ်မို့လား။အဲ့ဒါကြောင့်စပေတွေမှာသွားပြီးတော့ကြည့်ရင်ခဏန်တိဘောကဒုံမီတံပြောကြည့်ပါဦး။ခဏန်တိဘောကဒုံမီတံ ဘောဂပစ္စည်းဥစ္စာငွေကြီးစည်းစိမ်တို့သည်ဒုံမီတံပညာမရှိတဲ့ပုဂ္ဂိုလ်ကို ဟန္တန်တိတတ်တတ်ကုန်၏နော်ပစ္စည်းငွေကြီးဥစ္စာဟာပညာမဲ့သူကိုတတ်တတ်တယ်ပြောကြည့်ပါဦးဗါတယ်လေပစ္စည်းဥစ္စာငွေကြီးတွေဟာပညာမဲ့သူကိုတတ်တတ်တယ်အဲဒါကြောင့်ငွေကိုင်းတာတခါလေးငွေကိုင်းတယ်လို့ဖြစ်တတ်တယ်ဟုတ်တော့မဟုတ်လား အဲ့ဒါကြောင့်ဘဝမှာတစ်ခါတလေသွားပြီးတော့ကြီးလိုက်မရှိတော့ကရိုးရိုးသားသားနေတဲ့ရှိလာမှဘဝပြည့်စည်သွားတယ်ဒါမျိုးတွေအများကြီးရှိဘူးလားအဲ့ဒါကြောင့်တို့သူတော်စင်များကိုဘဝကိုစင်တန်းကိုနေရတဲ့စင်တန်းနဲ့ကိုက်ညီအောင်စိတ်ထားညင်ရင်ဆက်မြင့်အောင် ကြိုးစားညင်ရနဲ့အောက်ဖုံမချဘူးလို့တယ်ဟုတ်တယ်မဟုတ်လားအဲ့ဒါကြောင့်လူသေးရင်လူပြန်ပြီးတော့ဖြစ်ဖို့ ပြင်ဆင်ထားဖို့မလိုဘူးလားမလိုပါဘူးခင်ဗျာကဲနောက်တစ်ဆင့်သွားပြီးတော့ကြည့်လူသေးသွားရင်ငရဲကြနိုင်တယ်ခဲကြနိုင်တယ်အဲ့ဒါကကိုယ့်ရဲ့လုံရက်တွေမဟုတ်ရင်ငရဲကြမှာသူအဖြစ်ဒေါသကြီးသူများပါကြီးသူများအဲ့ဒါကြောင့်ခုလောကကြီးသွားပြီးတော့ကြီးလိုက်လို့ရှိရင်မေတ္တာတရားနည်းနည်းလာတာကိုတွေ့ရလိမ့်မယ်။တယောက်နဲ့တယောက်မေတ္တာအားလေးတွေနည်းလာတယ် ကူညီလိုက်ရင်တောင်သူစီကပြန်မလာရင်စိတ်ကတမျိုးဖြစ်တယ်။ငါဒီလိုကူညီရက်နဲ့ကျေးဇူးတင်ပါတယ်လေးတောင် ပြောရကောင်းများမသိဘူး။ဒါမျိုးလေးတွေဖြစ်တယ်။ငါဒီလိုကူညီလို့တာသူတို့ဒီလိုစီးပွားရေးတက်။စီးပွားရေးလေးလည်းတက်လာရောငါဘက်တောင်လှဲ့မကြည့်ဘူး။ဒါမျိုးတွေဖြစ်တတ်တယ်။တို့သူတော်စင်များမေတ္တာစိတ်ပြီးပြန်လဲလိုချင်တဲ့အရာမရှိဘူး။ပြောကြည့်ပါဦး။ဘာလဲ။မေတ္တာစိတ်ပြီး လိုချင်တာမရှိဘူးသူစီကဘာပြန်ရသေးတော့ဆိုတဲ့စိတ်နဲ့ကူညီတာမဟုတ်ဘူးမေတ္တာစိတ်ဒီအဲ့ဒါမျိုးမဟုတ်ဘူးကိုကကူညီလိုက်တဲ့တည်းဒီနားမှာမေတ္တာဆိုတဲ့စကားလုံးကို နားလည်ဖို့လိုတာပေါ့မေတ္တာဆိုတာပါဠိစကားမြန်မာတွေကလည်းမေတ္တာလို့ပြောတော့ခံစားမှုအာနေနေတကယ်တမ်းကတတ်ရိုက်မြန်မာလိုပြန်ရင်သူတော်ဘာကောင်းကျိုးဖြစ်စီလိုတဲ့စိတ်ပြောကြည့်ပါ သူတစ်ပါးကောင်းကျိုးဖြစ်စေလိုတဲ့စိတ်ကိုကသူတစ်ပါးကောင်းကျိုးလုပ်ပေးလိုက်လို့သူတစ်ပါးကောင်းကျိုးလေးရပျော်နေကိုမှလူလူနင်းဝမ်းသာရအဲ့ဒါတကယ်မေတ္တာ ဟုတ်တယ်မို့လားအဲ့ဒါမျိုးမဟုတ်ဘဲနဲ့သူကကိုကပေးလို့သူ့စီကပြန်မရတော့ပုံစံကမဲ့ကရွဲ့ကဒါမျိုးဖြစ်သွားရင်အဲ့ဒါဒီမေတ္တာမဟုတ်ဘူးဟုတ်တယ်မို့လားအေးအဲ့ဒါကြောင့်လောကမှာလေမေတ္တာတရားတတ်နိုင်လမရဘောဘော မနဲ့လင်းလာရင်တို့သူတော်စင်များမေတ္တာဖို့ရရတယ်မို့လားဘာနဲ့ရရရတာနဲ့သာကိုပို့ရမယ်စိတ်ပါလက်ပါပို့ရနော်စိတ်ပါလက်ပါပို့ရမယ်တခါတလေလောကမှာကြည်လိုက်ကိုအမြင်မကြည်တဲ့လူစီမေတ္တာဖို့မကပ်ဘူးလားအင်းအဲ့ဒါမျိုးဆိုခတ်နေတဲ့သူ့ကိုအရင်မေတ္တာမပို့သေးနဲ့အရင်ကိုနဲ့ဆင်းတပြေဖြစ်နေတဲ့အရာများ ကိုယ့်ရဲ့တဏ္ဍာမှာငြင်းချမ်းသွားမေတ္တာကိုရင်ပွားတာမေတ္တာပွားတယ်ဆိုတာခန္ဓာရည်ရှိအောင်လုပ်တာနော်။ဘာလုပ်တာလဲ။ခန္ဓာရည်ရှိအောင်လုပ်တာ။ဒီလိုပုဂ္ဂိုလ်တွေနဲ့ကြုံလာရင်လည်းတို့ကမတုံမလုတ်တဲ့စိတ်ရအောင်ကြိုးစားတာ။ကိုယ်နဲ့အဆင်မပြေလို့သာကြောကြော်ဖို့ရတယ်။တဖြည်းဖြည်းနဲ့ကိုယ့်ကိုယ်ကိုတောင်မနှဲဖို့ရလိမ့်မယ်။ဟုတ်တယ်မို့လား။အဆင်မပြေလို့သာကြော်ရရင်ဟုတ်တယ်မို့လား။ အဲ့ဒါကြောင့်လောကမှာနေအဆင်မပြေစရာတွေကြီးတယ်တွေးရင်အဆင်မပြေဘူးပြောကြည့်ပါဦးဗာလေအဲ့ဒါကြောင့်လူတယောက်ကိုတွေးတဲ့ကြံတဲ့လက်ခံတဲ့အပေါ်မှာယောနိသောမနတိကာရအခြေခံထားပါတဲ့ဗာတယ်လေအေးယောနိသောမနတိကာရ wise attention ရှိထားရမယ် သူနဲ့ပတ်သက်လို့ကိုကမှန်မှန်ကန်ကန်စဉ်းစားပေးတယ်ရ။ဘာစဉ်းစားတယ်ရ။မှန်မှန်ကန်ကန်စဉ်းစားပေးတယ်ရ။အဲ့ဒီအမြင်မျိုးမရှိရင်သူမတ်တည့်ရက်နေလေကြည့်မရဘူး။ခြိုင်နေလေကြည့်မရဘူး။တခုခုပေါက်ပြောလိုက်လေကြည့်မရဘူး။အမှန်လေသူပြောနေလေအလကားပါပဲလို့ဖြစ်သွားတတ်တယ်။ဒါအကောင်နေလုံနေတာဖြစ်သွားတတ်တယ်။ဟုတ်တယ်မို့လား။အဲ့ဒါကြောင့်အမြင်မကြည့်မှုကဥသိထားရင်အမြင်မကြည့်တဲ့စိတ်ပဲထွက်လာ။ ပြောကြည့်ပါဦးဗာလေအမြင်မကြည့်တဲ့စိတ်နဲ့ထွက်လာတဲ့အဲ့ဒီအတွေးသည်လည်းကြည်နိုင်သေးလားအတွေးမကြည့်ပြောတာကြည့်ရင်ကောင်းဖို့ရမလွယ်ဘူးဟုတ်တယ်မလားအဲ့ဒါကြောင့်လောကကြီးမှာနေရင်တို့ကမေတ္တာတရားမခေါင်းပါစေနဲ့ဘာမခေါင်းပါစေနဲ့သိက္ခာလေးကသာမေတ္တာထားတဲ့ရဆင်းရဲနေသူတွေ့မေတ္တာထားတဲ့ရ ချမ်းသာနေတဲ့ပုဂ္ဂိုလ်တွေ့တယ်မေတ္တာစားရရလောကသာ အာလုံးကိုဒုက္ခရောက်နေတယ်ဆိုရင်ဩတနာတဲ့တဲ့စိတ်လေးတွေကိုထားဖို့လိုသလားမလိုလားလိုတယ်အဲ့ဒါကြောင့်အခုလောကမှာဒုက္ခရောက်နေတာတွေရှိဦးလားဟမ်ပခုတ်ကူဘက်ကိုကြည့်မလားစိတ်ဖြူဘက်ကိုကြည့်မလားတို့သူတော်စင်များအဲ့ဒီဝန်းကျင်တွေဒုက္ခတော်တော်ကြီးကျယ်ရောက်တာမရှိဘူးလားအဲအဲ့လိုမျိုးတွေကုသူဘွားတွေသွားရောက်ပြီးတော့လူတန်းနေကြတာရှိတယ်အများပေါင်းစုတယ်လေ ကိုလက်တက်နိုင်လည်းမရလူရန်ပေါ်လူရဲ့စိတ်ကိုအစင်တန်းနှိမ့်နံနဲ့မြင့်နာခွဲလို့ရတယ်ကိုဒုက္ခမရောက်သေးရင်ကိစ္စမရှိပါဘူးဆိုတဲ့စိတ်တည်းအောက်တန်းကြတဲ့စိတ်တည်းဗာစိတ်တည်းအောက်တန်းကြတဲ့စိတ်တည်းသူတို့ဘာဒုက္ခရောက်နေကိုကိုယ်တိုင်ခံစားနိုင်ရဒီလိုဒုက္ခမျိုးငါကြုံရင်ဘယ်လိုများဖြစ်မလဲအဲ့ဒါကိုစင်ပတိစာနာသိ ဘာစိတ်လဲသာနာစိတ်အဲ့ဒီသာနာစိတ်မရှိရင်လောကပရဟိတသူတော်ဘာကောင်းကျိုးလုပ်ဖို့ဆိုတာတော်တော်ခဲရင်သွားတယ်ဟုတ်တယ်မဟုတ်လားအဲ့ဒါကြောင့်ရှီတုံးလေးမှာတေကန်စွန်ကျဲထားကုညီနိုင်တဲ့စွမ်းအားရှိကုညီထားဖို့လိုတယ်သူတော်ဘာဒုက္ခရောက်တာကိုအကူညီပေးဖို့မှကိုဒုက္ခရောက်ရင်အကူညီပေးကြတယ်တနည်းအားဖြင့်ပြောရင်တော့သူတော်ဘာဒုက္ခကိုကိုကကယ်ပေးလိုက်တဲ့အတွက်ကြောင့် ကိုယ်မှာဒုက္ခကလွတ်သွားတာတွေအများကြီးရှိတယ်။အဲ့ဒါမျိုးအပြန်လန်ကျိုးပေးတာမရှိဘူးလား။ရှိပါတယ်ဗျာ။အဲ့ဒါကြောင့်သူတို့ဘောကတော့ဘာမျောလင့်ချက်မှမရှိနေနဲ့ကိုယ်ကလွတ်လွတ်လပ်လပ်စွန့်ကျဲလို့မရဘူးလား။အေးအဲ့ဒါကြောင့်လောကမှာမကောင်းတာတွေကိုတတ်နိုင်မှမများရှော့ရမယ်။အထူးအဖြင့်ဒေါသဒေါသအာကြီးအဲ့ဒီပုဂ္ဂိုလ်သေရင်ငရဲကြရတယ်။ပဲကြရတယ်လေ။အဲ့ဒါကြောင့်ဖြစ်ကနေဆိုဒေါသ ချို့တို့သူတော်စင်များအိမ်နေမှာသွားပြီးတော့ကျင်မိသားစုခဏခဏယံဖြစ်တာတွေမရှိဘူးလားဆုံးကထွက်တဲ့လမ်းတွေမှာဆိုတို့သူတော်စင်များနော်အထဲထဲမှာတော့ဘလို့နေရုံတော်မူလေအပြင်ဘက်ကနားထောင်ရတာကွာဒီလူတွေဒီအိမ်မှာနေပြီးတော့ဘလို့များဖြစ်နေတာလဲပေါ့နော်အော်ကြဟေ့ကြဘယ်လိုချလိုက်လဲတခါလေးလဲဝုန်တိုင်းနဲ့ထုတာလားလူထုတာလားနံရံထုတာလားတော့မသိဘူးအတန်းဒီဝုန်တိုင်းနဲ့ချိုးအိမ်နေဒါမျိုးတွေမရှိဘူးလား ဘုသူတော်စင်မြတ်အဲ့ဒီဖြစ်ရဲ့ကြီးတွေကိုကကြီးတဲ့လူကကိစ္စမရှိကိုကမွေးဖွားထားတဲ့သာသမီရဲ့စိတ်လေးတွေကအနုလေးတွေရှိသေးတာဟုတ်တယ်မို့လားအဲ့ဒါမျိုးရဲရဲဆက်ဆက်မြင်ကွင်းနေလို့မပြဘူးလူတွေအဲ့ဒါမျိုးရက်ဆက်တဲ့မြင်ကွင်းနေလို့ပြရဲကလေးကအတန်တိတ်သင်္ကန်းသာတွေရသွားတတ်တယ်သူ့လက်ထက်ရောက်တော့မိဘတဲ့တောင်ကိုကျန်းသွားတယ်အပြောလဲကျန်းတယ်အလုပ်လဲကျန်းတယ် တွေးတာကြည့်လိုက်လဲရက်သက်တဲ့ကြမ်းကြုတ်တဲ့အတွေ့တွေတွေးကုန်တာမရှိဘူးလားမရှိပါဘူးခင်ဗျအဲဒါကြောင့်ကိုကမိဘမိဘဆိုတာတမန်နဲ့မိဘစင်ရင်ဝင်ဖို့မလွယ်ဘူးအစင့်မြင့်နဲ့မိဘဖြစ်ဖို့လိုတယ်ကြိုတင်တွေးတဲ့ရကိုဘဝအတွက်လည်းတွေးထားကိုဒီဟုသောအကြောင်းကြောင့်ကိုပဝန်းကျင်ကိုလည်းတွေးထားဖို့မလိုဘူးလားလိုတယ်တစ်ဖက်ကကိုကိုယ်ွယ်တဲ့ဘာသာအတွက်လည်းတွေးထားရငါတို့ရဲ့ဒီလောက်ရဲ့ဒီဒုကိုယ်ွယ်တဲ့ဘာသာနာမည်ကြီးနဲ့တခြားစီဖြစ်နေတယ် တို့ညံ့ရင်ဘာသာဘာသိခါကြဘာသာသိခါကြရင်ဘာသာဒီသုံးစားလို့မရဖြစ်သွားရင်လောကကြီးအတွက်ဒုက္ခပဲဒီဘာသာကိုကိုယ်ပွေတဲ့အာနေသွားပြီတဖြည်းဖြည်းနဲ့ပျောက်သွားစရာအကြောင်းရှိတယ်အဲ့ဒါလောက်ထိတွေးထားဖို့လိုတယ်ဆိုလိုချင်တာကငါးပါးသီလလို့မဖြစ်ဖို့လိုတယ်ဘယ်နှပါးသီလငါးပါးသီလကြည့်လိုက်ရင်အကောင်းကြီးတွေကြည့်တယ်ဘုရားပြောတာဟုတ်တယ်မို့လားပထမဘာမလုံနဲ့အဲမသက်နဲ့ နော်မတက်နဲ့ဆိုခြားတာပဲတရဝါလေးတွေတက်ကြဖြက်ကြရက်ဆက်ကြမရှိဘူးလားအဲ့ဒီတရဝါကိုရက်ဆက်နေကြလူကလူရက်ဆက်တာတော့မှဘာမှမဖြစ်တော့ဘူးနောက်ခိုးကြဝက်ကြတယောက်နဲ့တယောက် နော်မတမာမှုကလည်းမျိုးစုံမရှိဘူးလားနောက်သူတို့ဘာသာမယာပြမစောကမျိုးစုံမရှိဘူးလားနောက်လိန်နာညာတာကြည့်မလားတောက်တာစားတာကြည့်မလားငါးပါးသီလဘုရားဘလောက်ကောင်းတော့တို့သူတော်စင်မယာသွားပြီးတော့ကြည့်ကြည့်ပေါ့ လောကမှာငါးပါးတိလချုပ်ဖြတ်တာတွေအများကြီးမရှိဘူးလားဒါကြောင့်မို့ဖရာဟောတာဘလောက်ကောင်းကောင်းလူမကျင့်သုံးသမျှဘာကျူးမှမရဘူးနားထောင်ကောင်းရုံတိလဘေးပဲဖြစ်သွားလေသူတို့ဘာရှိကဆိုလို့နောက်ကလိုက်ဆိုတဲ့တိလပဲဖြစ်သွားဘယ်ရောက်ဆိုပဲလို့နှလုံးသားနဲ့ခံစားပြီးတော့အလုပ်လုပ်ဖို့မလိုဘူးလားဘာနဲ့ခံစားရမလဲ နှလုံးသားနဲ့ခံစားပြီးတော့တို့သူတော်စင်များလှုပ်လှုပ်ဖို့လိုတယ်။အဲ့ဒါမျိုးမဟုတ်ဘဲနဲ့ကြံ့ကြံ့ထန်ထန်ရဲရဲဆက်ဆက်ဆိုဒီဘဝတည်းဒီလောက်ရဲဆက်သိရင်ငရဲကြရတယ်။ဘယ်ကြရတယ်။ဘယ်နောက်တစ်မျိုးကသိသွားလို့ရှိရင်ကြိတ်ကြဖြစ်တတ်တယ်။ဘာဖြစ်တတ်။အဲ့ဒါကလည်းတာမန်နဲ့တော့ကြိတ်ကြဖြစ်ကြတာမဟုတ်ဘူး။ခုဥစဉ်တို့ရှားထားတာတွေနော်လက်ပတ်ပြီးတော့သွားနေပြီသူတော်ဘာလူတဲ့ပစ္စည်းတွေတော့ရှိဘူးလား။ အဲ့ဒီပစ္စည်းအပေါ်မှာတက်မှန်မှုတွေ့တာမှု အားတွေကြီးတယ်။ကိုကြောင်းတိုက်တည်းရှိအဲ့ဒီကြောင်းတိုက်ကိုလည်းသိပြီးတော့တက်မှန်မှု တောင်းတမှုအင်းအားတွေများတယ်။ဟာဒီကြောင်းတိုက်ငါတီထောင်ထားတာရေရှည်ငါအတွက်ဖြစ်ရ။ငါအတွက်မဖြစ်ငါမရှိ တောင်မှငါရွာသားအတွက်ဖြစ်ရ။ငါတို့ရဲ့နေသားအတွက်ဖြစ်ရ။တွင်ချင်း